မင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာလာရောက် sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့အုတ်ချုပ်မှုနဲ့နိုင်ငံသားဖြစ်မှုတင်မောင်တန်းရွာမရဲ့အိန္ဒိယချင်းနိုင်ငံနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့ federal democracy ဆန်းဆန်းပြုပြင်ပြောင်းလဲမှုတွေကိုလာရောက်နှင်းဆူဖော်ပြပေးမှာဖြစ်ပါတယ်အဆုံးထိဝင်ရောက်အားပေးကြပါဦး 1990ပြည့်နှစ်အစောပိုင်းကာလမှာစတင်၍ဖွံ့ဖြိုးဆဲလူပောင်အဖွဲ့အစည်းအတိုင်းဝန်းတွင်ကောင်းမွန်သောအုပ်ချုပ်ရေးတည်ဆောက်ရေးတည်အများလက်ခံထားသည့်ရည်မှန်းချက်တရဖြစ်လာသည်အစိုးရအဖွဲ့အစည်းများတွင်ပွင့်လင်းမြင်သာမှုတာဝန်ယူမှုတာဝန်ခံမှုတကားဖွင့်ထားမှုစတည်တို့နှင့်ပတ်သက်၍ရေးပွေရသဘောတူညီမှုများရရှိထားတော်လဲချင်းကပ်ပုံချင်းခန့်နီးနှင့်ဤမှန်ချက်များအပိုင်းတွင်တိတာထင်ရှားသည့် ွဲပြားခြားနားမှုများရှိနေသည်အချို့လူများအတွက်ဆိုမူအစိုးရ၏ရန်တရားအရွယ်အစားလျှော့ချခြင်းနှင့်အုတ်ချူ၏အပိုင်းကဝင်ရောက်ဆွဲပက်ပိုင်ခွင့်ကိုလျှော့ချခြင်းသည်မကယူစီးပွားရေးစီမံခန့်ခွဲမှုကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်သည်ကောက်မွန်သောအုတ်ချူ၏နီလန်းတစ်ခုဖြစ်နေသည် အချို့ကလည်းဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းစဉ်နှင့် အရင်းအမြစ်များခွဲဝေသည့်လုပ်ငန်းစဉ်များတွင် လူအများပုံမူပါဝင်ဆောင်ရွက်ခွင့် ထူးသဖြင့်လူအဖွဲ့အတွင်းအားနည်း၍ဘေးဖယ်ထားခြင်းခံရသူများဆိုင်ရာ အခွင့်အလမ်းများအတွက်ကိုပိုမိုအလေးထားလာကြသည်1990ခုနှစ်မှစတင်၍အိန္ဒိယတွင်စတင်ဆောင်ရွက်လာသည့်စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ကောင်းမွန်သောအုပ်ချုပ်ရေးအယူအဆသည်ကျေလောင်စွာမီဟီးရဲရှိ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုများစီးပွားရေးတိုးတက်မှုလုံးကိုအရှိန်အဟုန်မြင့်တင်ရင်း ဆင်းရဲမှုပပျောက်ရေးတို့ကိုကြီးမန်းကျက်အဖြစ်ထားရှိ၍စီးပွားရေးပြပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုအိန္ဒိယတွင်စတင်လှုပ်ဆောင်ခဲ့ပြီးအိန္ဒိယ၏စီးပွားရေးဖြည့်လွှတ်မှုလုပ်ငန်းစဉ်ကိုခြေရာကောက်လျင်1980ပြည့်နှစ်နှောင်းပိုင်းကာလမှစတင်ခဲ့ကြောင်းတွေ့ရပြီးမည်။သို့တော်လည်းပြောင်းလဲရေးလုပ်ငန်းစဉ်ကို1992ခုနှစ်ဇူလိုင်လမှစတင်ရေးအလေးအနက်ထားဆောင်ရွက်ခဲ့ပြီး ဈေးကွက်အင်အားစုများအပေါ်တွင်ပုံမူအားထားသည့်တကားဖွင့်စီးပွားရေးတို့စနစ်တကျပြောင်းလဲမည်ဖြစ်ကြောင်းဤပမှယင်းဤမြုံနံမှုအပောင်းဝင်ပုဂ္ဂလိကအပိုင်းကဏ္ဍ၏ပါဝင်ဆောင်ရွက်ခွင့်ကို ပေးမည်ဖြစ်ကြောင်းအစိုးရပါဝင်မှု အခန့်ကဏ္ဍကို ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်းစာနီတို့ကိုအစိုးရက1992ခုနှစ်မှသာအချက်ပြလာခဲ့သည်။ကုန်လွန်ခဲ့သည့်15နှစ်ကာလဆောင်ရွက်ခဲ့သော ပြည်ပြောင်းလဲမှုများကြီး ြည်တွင်စီးပွားရေးကို အစိုးရထိန်းချုပ်မှုအောက်မှလွတ်လပ်ခွင့်ရအောင်စောင့်ကြဉ်ပေးရာတွင်ခရီးအတော်ပောက်ခဲ့ပြီဖြစ်သည်။အိန္ဒိယပြင်ပြောင်းနေ၏အစီအစဉ်များ၏အရေးပါသောလက္ခဏာတရက်သည်ရုပ်ချီးပြန်လည်ဖွဲ့စည်းမှုတို့မဟုတ်လျှော့တိုက်ကုထုံးကိုမတုံးမဲငင်းငင်းတာတာနှင့်တစတစတိုးတက်ပြောင်းလဲမှုကို အလေးပေးထားခြင်းဖြစ်သည်အမှန်ပင်ပြင်းထန်သောငွေပေးငွေယူရှင်းတန်းအကြက်တဲကို ရင်ဆိုင်နေရသည့်1990ခုနှစ်ဂျွန်နတွင် ပြုပြင်ပြောင်းလဲမှုများကိုစတင်ခဲ့ရချင်းကြောင့်အထက်ပါချင်းကပုံချင်းကန်နီကိုလက်ခံအသုံးပြုခဲ့ခြင်းဖြစ်သည်ထို့တော်လည်းလုပ်ငန်းလဲပတ်ခြင်းမရှိဘဲအချိန်ကာလကြာမြင့်စွာရက်ရက်ဆိုင်နေသောအချက်တင်မျိုးမဟုတ်ခဲ့ပြီး1990ခုနှစ်ကစတင်ဆောင်ရွက်ခဲ့သောစီးပွားရေးပြုပြင်ပြောင်းလဲမှုများက စီးပွားရေးရန်တရား၏ လုတ်ပုံကင်ပုံများကို ပြောင်းလဲသွားစေခဲ့သည်အလွန်တာသွားသောအစီအစဉ်များချမှတ်ပြီးခဲ့သည်အဆိုပါပြောင်းလဲမှုများသည်အောက်ဖော်ပြမှာအကြောင်းအရာတို့နှင့်တက်ဆိုင်နေပေသည်ဗဟုချုပ်ကင်မှုလျှော့ချခြင်းနှင့်အပါဝင်ဆောင်ရွက်ခွင့်ပြုသည့်လှုပ်ချုပ်ရေးကောင်းမွန်သောအချုပ်ရေးစနစ်ထွန်းကားလာရေးကိုဥတည်သည့်အိန္ဒိယအစိုးရ၏အဓိကကြတော့ခြေလန်းတရက်ဒီ1993ခုနှစ်တွင်ဖွဲ့စည်းပုံအခြေခံကိုပြင်ဆင်တည်ဥပဒေအမှတ် 1983နှစ်84တို့ကိုပြထန်းခြင်းဖြစ်ပြီး1993ခုနှစ်တွင်ဂျေယာအဆင့်ရေကောက်ခံအဖွဲ့အစည်းပန်ချာရတ်များကိုအာဏာအနည်းနိုင်ရင်းနှင့်ဒီမိုကရေစီအခြေခံများထွန်းကားရေးတို့ကိုရည်ရွယ်၍ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကိုအိန္ဒိယအစိုးရကဆောင်ရွက်ခဲ့သည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အမှတ်83ကပြည်내အောက်ခြေအဆင့်အတွက်တတိယအဆင့်အုပ်ချုပ်ရေးကို အတိမပြုပြီးခဲ့ခြင်းကြောင့်ဒီဒေတန္တရကိုပိုင်အုတ်ချုပ်ခွင့်တို့မဟုတ်ပัญချရဒီရအုတ်ချုပ်ရေးကိုတရားဝင်ဖြစ်လာစေခဲ့သည်ပြင်ဆင်ချက်အမှတ်83ကကြေးရွာရက်ကွနှင့်ခရိုင်အဖွဲ့အစည်းများကိုအိန္ဒိယဥပဒေအောက်ရှိဥပအခြေခံဥပဒေအရဖွဲ့စည်းထားသည့်အဖွဲ့အစည်းအဆင့်အတန်းပိတ်အပ်ခဲ့သည်ပြင်ဆင်ချက်ဤပုံမူအရေးပါသောတွင်ပြင်လက္ခဏာများမှာတက်ကြေးရွာရက်ကွ ခရိုင်အဆင့်ရွေးချယ်တင်မြှောက်ထားသောအဖွဲ့အစည်းများအပါအဝင်အဆင့်၃ဆင့်ပါအုပ်ချုပ်ရေးစနစ်ကိုတည်ထောင်လိုက်ခြင်းနှင့်ဂရန်ရှာဘက်ကိုကြေးရွာအဆင့်ညှိနှိုင်းတိုင်ပင်ရေးအဖွဲ့အဖြစ်အတိအမှတ်ပြုခြင်း၃အဆင့်တိုင်းအတွက်၅နှစ်တက်တမ်းရှိသောအဖွဲ့ဝင်များကိုတက်ရိုက်ရွေးချယ်တင်မြှောက်ခြင်း၄ရွေးချယ်ခံနေရ၏၃ပုံတပုံကိုအမျိုးသမီးများအတွက် တရားထားပြီး MC များနဲ့ CD များအတွက် လူကြီးအပေါ်မူတည်တက်မှတ်ပြီးချင်းငါပန်ချာရပ်များဤဥက္ကဋ္ဌစာပန်ချေနေရာများနဲ့ပတ်သက်၍အထက်ပါနိုင်ငံချက်များအတိုင်းဆောင်ရွက်ပြီးချင်း6နိုင်ငံဥပဒေပြုအဖွဲ့များတွင်လည်းနောက်ကြကြံရည်နေသူများအတွဲနေရန်တည်တံတတ်မှတ်ပေးနိုင်ခြင်းခုနှစ်အဆင့်တိုင်းပန်ချာရ ရွေးကောက်ပွဲများကိုကြည့်ကြကျင်းပလမ်းညွှန်မှုပေးနိုင်ရန်နိုင်ငံတော်ရွေးချယ်တင်မြှောက်ပွဲကော်မရှင်တရဖွဲ့စည်းပေးခြင်းရှိပန်ချာရတ်များဤဗန္နာရေးအခြေအနေကို၅နှစ်တစ်ချိန်လေ့လာဆန်းစစ်ပြုပြင်ရန်နှင့်ပန်ချာရတ်များဤဗန္နာငွေဖြန့်ဝေတုံးဆွဲမှုနှင့်ပတ်သက်၍ဒီနယ်အစိုးရတို့လိုအပ်သည့်အကြံဉာဏ်များပေးနိုင်ရန်အတွက်နိုင်ငံတော်ဗန္နာရေးကော်မရှင်တရတီထောင်ရန်စတင်လို့ပါဝင်ပေသည် ွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ်83နဲ့84တို့ကိုပြဋ္ဌာန်းကျင့်သုံးလာခြင်းကြောင့်အိန္ဒိယနိုင်ငံ၏အုပ်ချုပ်ရေးတွင်ကြေးရွာအဆင့်ရှိ အထက်တန်းလွှာများပါဝင်တမန်လူဒန်းစားတမန်လူရုလူဒန်းစားအလွာများကိုပါ နိုင်ငံ၏အရာအောက်ဆက်ပေးနိုင်ခဲ့တာမကပုံမှန်အကြောင်းကျိုးညီညွတ်၍ထိရောက်မှုရှိသောအများပြည်သူဆိုင်ရာမူဝါဒလုပ်ငန်းစဉ်တရား ပေါ်ပေါက်လာစေရန်ဆောင်ကျင်းပေးမိအကျိုးစီးပွားပြန်လည်ခွဲဝေပေးသည့်အများပြည်သူများပါဝင်ဆောင်ရွက်ခွင့်ရှိသောအုတ်ချုပ်ရေးတရဖြစ်ပေါ်လာစေရေးကိုအာမခံသည့်လုံထုံးလုံးဤတရဖြစ်ရှုမြင်နိုင်သည်အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေများကစတင်ဆောင်ရွက်ပေးလိုက်သည့်ဒီမိုကရေစီအခြေခံသောဘ ਹੁ ချုပ်ကိုင်မှုဖြေလျော့ပြည်တည်လုပ်ငန်းအစဉ်က အမျိုးသားကြီးရွာအလုတ်ကိုင်းအခွင့်အလန်းအမခံမှုစီမံချက် အမျိုးသားကြီးလက်ကျန်းမာရေးမရှင်စီမံချက်အဘာရှိရှာအဘိယံစသည့်ဖွံ့ဖြိုးရေးစီမံချက်များကို အကောင့်ထဲပေါ်ပြရသော အဖွဲ့အစည်းများအဖြစ်ဒေသန္တရအဖွဲ့အစည်းများကိုတည်ထောင်ပေးခဲ့ကြသည်အခုတော့အိန္ဒိယနိုင်ငံဟာတော်တော်လေးကို ပြုပြင်ပြောင်းလဲမှုတွေလုပ်တာတွေ့ရတယ်ခေါင်းဆောင်ဘိုင်းကလည်း ြောင်းလဲမှုကိုလိုလားတယ်အင်္ဂလိပ်စာအပိုင်းမှာလဲအားကောင်းတဲ့အခြေအနေမှာရှိတယ်စီးလုံးမှုရှိတယ်ကြီးကြီးရွာရက်ကွက်တွေလူဒန်းစားပေါင်းစုံ ပါဝင်ရေးဖက်ထရယ်စနစ်ကို အခြေခံတဲ့အုတ်ချုပ်ရေးတွေကိုလိုလိုလားလားပြုပြင်ဆောင်ရွက်တဲ့အတွေ့အလင်းအမြန်တိုးတက်နေပါတယ်ယေရှုပါ